မင်္ဂလာပါခင်ဗျာကျွန်တော်ဆရာဟန်သူရဟင်ဖြစ်ပါတယ်ခင်ဗျာဟုတ်ဒီနိုဝင်ဘာလအတွက်ပေါ့နော်ကျွန်တော်ဒီကက်လေးနှစ်ကက်လေးကိုကျွန်တော်ကထုတ်ပြပါမယ်အားကြောင့်မိမိကဘယ်ဘက်ကက်ကိုယူမလာညာဘက်ကက်ကိုယူမလာဒါမိမိရဲ့ကံကြမ္မာဒီတလားစာအတော့ကိုကျွန်တော်ဟောကိန်းထုတ်ပြမှာဖြစ်ပါတယ်ခင်ဗျာ ဒါဆိုရင်ကျွန်တော်ဒီဘယ်ဘက်ချမ်းနဲ့ညာဘက်ချမ်းเนาะဒါကကတ်တဲ့လို့ယူပြီးတော့ဒါကတ်နဲ့เนาะမိမိရဲ့ကံကြမ္မာကမိမိရဲ့စိတ်ထဲမှာကတ်တဲ့ကိုယူမလားကတ်နဲ့ကိုယူမလားဒီတလားစာအတွက်ကိုမိမိစိတ်ထဲမှာမှန်ယူပြီးတော့ဗောနော်ကျွန်တော်ပြီးရင်ဒီကတ်တဲ့ကိုမိမိယူခဲ့မှဆိုရင်ပြီးရင်ဗီဒီယိုဆုံးတဲ့ထိကိုကြည့်ပြီးပါကျွန်တော်ဟောကြားချက်ကိုနားထောင်ပြီးပါ နော်ကက်နှစ်ကိုယူရင်လည်းဗီဒီယိုဆုံးထိကိုကြည့်ပေးပါကျွန်တော်ရဟောကြားချက်ကိုမှတ်ယူပေးပါကက်ဝမ်ဒါဟာယာရာဖန်ကက်နှစ်က we out for june ဒါဆိုရင်ကက်နှစ်ဘက်တစ်မှာကြားတယ်ဒါဟာယာရာဖန်ဒီကက်ကြတဲ့လူကဒီနိုဝင်ဘာလ တရက်နေ့ကနေပေါ့နော်ဒီတလလုံးစာအထိဒါဒီလူရဲ့ကံကြမ္မာဖြစ်ပါတယ်ဒီကက်ကိုစိတ်ထဲမှာမှဲ့ယူရတဲ့လူရဲ့ကံကြမ္မာဖြစ်ပါတယ်ဒီကက်မှာဘာပါလဲဆိုတော့ဒီကက်မှာဖခင်ကြီး၃ဖခင်ကြီးကဘုံ၃စေတရဖူကိုစောင်းထားပြီးတော့လက်တစ်ဖက်ကိုလွတ်လပ်စွာမြှောက်ထားတာကျန်တဲ့လက်တစ်ဖက်ကိုအဆောင်ရောင်တွေခြင်ထားတယ်ရှေ့မှာဒူးထောက်ပြီးတော့ရောက်ရှိနေတဲ့တပည့်နှစ်ဦးကိုစုစုကောင်စုမွန်တယ်ပေါ့နော် စုံုံကောင်းတွေတောင်းပြီးနေတာပေါ့နော်အဲ့ဒီကရှေ့ကကြက်ချီခက်ပုံနဲ့တော့နှစ်ချောင်းကတဲ့ကြီးမြတ်လှစွာသော တကားကြီးကို ဖြွင့်နိုင်တဲ့တော့လို့ဆိုလိုပါတယ်ဒီကက်လေးမှာလှုပ်ဝက်ချက်တွေအများစွာရှိနေတာကိုတွေ့ရတယ်ဒီကက်ရဲ့အထိပ္ပယ်ကတလားစာဆုံးအတွက်ဆိုရင်လူမှုပတ်ဝန်းကျင်မှာပညာရေးနဲ့အသက်မွေးဝမ်းကြောင်း ပြုလုပ်မည်ဖြစ်ပါကအ အထူးဂုံပြုချင်းမွန်းထောပနာပြုခြင်းခံရမယ်ပညာရေးနယ်ပယ်မှာလောက်ကန်ကြတဲ့သူတွေအရန်အစဉ်ပြေပြီးတော့နော်ဒီပညာရေးနော်အကျိုးဆောင်လုပ်ငန်းနော်စတဲ့ဒီအာဟိုပွဲစားလို့ပဲပြောရမှာနော်ပွဲစားကုံတယ်ပေါ့နော်ဒီနှုတ်နဲ့ပြောရတဲ့အကျိုးဆောင်လုပ်ငန်းတွေကကောင်းမွန်တဲ့ လုပ်ငန်းတွေဖြစ်တယ်အကျိုးအမြတ်တွေအများကြီးရရှိနိုင်မယ်လုပ်ငန်းတွေဖြစ်လိမ့်မယ်ကက်နံပါတ်1ကိုရွေးချယ်ထားတဲ့သူကဆရာအသက်ရှာဖွေလောက်ကန်ခြင်းပညာအသက်ရှာဖွေသင်ယူခြင်းသင်တန်းအသက်အချက်တို့ကိုအထူးကောင်းမွန်တဲ့လာတွေဖြစ်တယ်နံပါတ်1ကက်ကိုကြတဲ့သူကနော်စီးပွားရေးအစဉ်ပြေလိမ့်မယ်နော်လူမှုပတ်ဝန်းကျင်မှာပညာရေးနဲ့အသက်မွေးဝမ်းကြောင်းပြုလုပ်ပြုလုပ်တဲ့သူကပို့ပြီးတော့ကောင်းမွန်လိမ့်မယ်လူမှုပတ်ဝန်းကျင်မှာ ချီမွန်းထောပနာဂုံပြုခြင်းကိုခံရလိုက်မယ်ပြောရမယ်ဆိုရင်ဒီကက်ချင်းဒီကက်နံပါတ်၁ကြတဲ့လူကကောင်းခြင်းမင်္ဂလာအပြာပြာနဲ့ပြည့်စုံတဲ့လူဖြစ်လိမ့်မယ်လို့ပြပါတယ်เนาะဒီအာနိုဝင်ဘာလသလစာလုံးအတွက်ပေါ့เนาะဒီကက်နံပါတ်၂ကြတဲ့လူကကက်ရဲ့နာမည်က We Out Woju ဒီကက်မှာတွေ့ရတဲ့တွေ့ရတာတော့ပေါ့เนาะအနုဘတ်ကြီးတွေ့ရလိမ့်မယ်အနုဘတ်ကြီးက ကံကြမ္မာဘိန်းကိုသူ့ကြောနဲ့ထမ်းပေးတာတာကိုတွေ့ရတယ်။နော်အဲ့ဒီကံကြမ္မာကြီးကတလှဲစီကိုပြောင်းလဲတတ်တဲ့နမိတ်ကိုဖော်ပြတာလို့ကျွန်တော်တို့မြင်ရတယ်။အဲ့ဒီကက်မှာဘာပါလဲဆိုတော့ T A R O ဆိုတဲ့အခရာလေးလုံးပါတယ်။အဲ့ဒီအခရာလေးလုံးကကံကြမ္မာဆက်ဝန်းကြီးကိုလှဲပတ်နေတာကိုတွေ့ရတယ်။အသက်အကျကြုံတွေ့နေရတယ်ဖြစ်တယ်။စကြဝဠာကြီးကဆက်လက်လှဲပတ်နေပါတယ်တဲ့။ သင်လုံနိုင်တာကိုထိမ့်ချုပ်လုတ်ကင်ပြီးတော့အောင်မြင်မှုရယူလိုက်ပါတဲ့သူရဲ့အတိတ်ဘယ်ကကံကြမ္မာဆက်ဝန်ကြီးကိုကံကြမ္မာအပြောင်းလဲဖြစ်တယ်ကံကြမ္မာဆက်ဝန်ကြီးဖြစ်တယ်ရီမန်းချက်ပန်းနိုင်ဖြစ်တယ်ကံကောင်းခြင်းဖြစ်တယ်เนาะပျော်ရွှင်ဝမ်းမြောက်အောင်မြင်ခြင်း ွယ်ဝသိုးတက်ခြင်းအဓိပ္ပာယ်တွေ့ရတယ်။ဒီနေ့မှဆိုရင်မိမိတို့ပြုလုပ်တဲ့လုပ်ငန်းဆောင်တာများကမိမိရဲ့ကံကြမ္မာ အလှဲ့အပြောင်းတွေကြောင့်နော်အမှတ်မထင်ပဲအစဉ်တီချောမွေးမှုတွေဖြစ်ွားတတ်တယ်လို့ပြရတယ်။ပြောမှဆိုရင်ဒီနံပါတ်ကတ်နံပါတ်2ဆိုရင်လည်းဆရာဆွဲလိုက်တဲ့ကတ်တွေထဲမှာကတ်နှစ်ကတ်လုံးကကောင်းတာတွေကြပါတယ်။နော်အာဘယ်ကတ်က ဘယ်လိုမျိုးကောင်းတလဲဆိုတာသူ့ရဲ့ကောင်းကွက်နဲ့သူနဲ့ရှိတယ်ဒီ we or for june ဆိုတဲ့ကန်ဂျင်မာရဲ့စက်ဝိုင်းကန်ဂျင်မာစက်ဝိုင်းကက်က အမှတ်မထင်ဘဲနဲ့ပြောင်းလဲမှုတွေဖြစ်ပြီးတော့เนาะချက်ချင်းကိုနေတွင်ချင်းညတွင်ချင်းအောင်မြင်တတ်တဲ့အသိနမိတ်ဖြစ်ပါတယ်เนาะအားကြောင့် 9နှစ်နံဘွား10နှစ်နံသားသမီးများအားလုံးစိတ်ချမ်းသာရင်ကိုကြီးကျမ်းမာခြင်းပြည့်စုံပြီးတော့ဗောနော်မိမိတို့ဒီကက်နှစ်ကက်မှာမိမိတို့ရွေးချယ်ထားတဲ့ကက်ကဘယ်ကက်ကဘယ်နမိတ်ကြလဲဆိုတာတည်တည်ရဲ့ချာအာတိပြီးဖြည့်ရပေါ့နော်ကောင်းမွန်စွာနေထိုင်စားတောက်လောက်ကန်ကြပြီးတော့ဗောနော်ကောင်းချင်းမင်္ဂလာအဖျားဖျားတွေပြည့်စုံကြပြီးတော့စီးပွားလက်လာပတ်များလဲစတဲ့တဘူတိုးတက်အောင်မြင်ကြပါစေလို့ကျွန်တော်ဆရာဟန်သူရဟိမဆုတောင်းမေတ္တာပို့တာအပ်လိုက်ပါတယ်ခင်ဗျာ my stop us all.